WD online media ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များမင်္ဂလာပောင်းနဲ့ပြည်ဆောင်ကြပါစီရှင်။ဒီပါကိုပဇွန်တင်ပို့မှု2025-2026ဘန်ဒါနှစ်နှစ်လတာအတွင်းမက်ထရစ်တန်တထောင်ကျော်တင်ပို့နိုင်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှပြည်ပကိုရည်တွက်ကုန်ပစ္စည်းများတင်ပို့လျက်ရှိရာ2025-2026ဘန်ဒါနှစ်နှစ်လတာကာလအတွင်းပြည်ပကိုပဇွန်တင်ပို့မှုအနေနဲ့ မက်ထရစ်တန်တထောင်ကျော်တင်ပို့နိုင်ခဲ့တယ်လို့ငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူတဦးထံကနေသိရှိရပါတယ်2025-2026ဘန်နာနီ2025 EBD ရနေ့ကနေမေလ31ရက်နေ့အထိနှစ်လတာကာလအတွင်းပြပကို ပစွန်တင်ပို့မှုအနေနဲ့မက်ထရစ်တန်1293ဒသမ633တန်တင်ပို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ3ဒသမ 666တန်းရရှိခဲ့ပါတယ်လို့၎င်းကပြောကြားထားပါတယ်2025-2026ဘဏ္ဍာနှစ်အေဗီလာ၁ရက်နေ့ကနေမီလာ31ရက်နေ့ထိနှစ်လတာကာလအတွင်းပုံမှန်ကုန်သွယ်မှုမက်ထရစ်တန်1135.653တန်းတင်ပို့ပြီးတော့အမေရိကန်ဒေါ်လာ1.812တန်းရရှိခဲ့ပြီးနေဆက်ကုန်သွယ်မှုမက်ထရစ်တန်159.683တန်းတင်ပို့ကအမေရိကန်ဒေါ်လာ ၃ညတသမာ၈၅၄သန်းရရှိတဲ့အတွက်ပြည်ပကို ပစွန်တင်မှုမှု စုစုပေါင်းမက်ထရီတန်၁293တသမာ633တန်တင်ပို့ပြီးအမေရိကန်ဒေါ်လာတန်3တသမာ666တန်ရရှိခဲ့ပါတယ်။မြန်မာနိုင်ငံမှပစွန်အပါဝင်ငါးအစားရှိတဲ့ရေးတွက်ကုန်များကိုတရုတ်နိုင်ငံ၊ထိုင်းနိုင်ငံ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဂျပန်နိုင်ငံအစားရှိတဲ့နိုင်ငံပေါင်း၄၀ကျော်ကိုတင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှာတစဉ်ပုံမှန်တင်ပို့နေတဲ့အပြင် နေဆက်မှလည်းတိုက်ရိုက်တင်ပို့ရာယခုဘန္နာနှင့်နလာတာအတွင်ပြည်ပကို ရေထွက်ကုန်များတင်ပို့မှုစုစုပေါင်းမက်ထရတန်63893ဒသမ8.8တန်တင်ပို့ခဲ့ပြီးအမေရိကန်ဒေါ်လာ89ဒသမ3.36တန်ရရှိထားတယ်လို့သိရှိရပါတယ်ရှင်။